အီရန်နဲ့အစ္စရေးနှစ်နိုင်ငံမှာတော့အပြန်အလှန်ဒုံးကျည်ပစ်ခတ်မှုတွေဆက်ပြီးတော့ဖြစ်နေပါတယ်။9ရက်ကြာတိုက်ပွဲထဲမှာအစ္စရေးဘက်က24ယောက်သေဆုံးပြီးတော့အီရန်ဘက်မှာတော့224ယောက်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။တချိန်တည်းမှာပဲကနေဒါနိုင်ငံမှာတော့ G7 လို့ခေါ်တဲ့ဒီအာဆက်မှုဖွံ့ဖြိုးပြီးနိုင်ငံ9နိုင်ငံရဲ့အစည်းအဝေးလည်းကျင်းပနေပါတယ်။ကနေဒါရဲ့ Rocky တောင်တန်းတွေပေါ်မှာကျင်းပနေတဲ့ G7 အစည်းအဝေးမှာပူးတွဲသဘောတူညီချက်ကိုလက်မှတ်မထိုးဘဲအမေရ ริกันသမ္မတဒေါ်နယ်ထရမ်ကပြန်လည်ထွက်ခွာခဲ့ပါတယ်။အဓိကကတော့အီရန်အစ္စရေးစစ်ပွဲရပ်ဆိုင်းဖို့အတွက်တောင်းဆိုချက်မှာအမေရိကန်သမ္မတကလက်မှတ်မထိုးချင်တာလို့သမ္မတနဲ့နှိဆက်သူကသတင်းဌာနတွေကိုပြောပါတယ်။အစီအွေကနေထွက်တော့မယ်လို့ပြောပြီးမကြခင်မှာပဲသမ္မတထရမ်ကသူ့ရဲ့ X လူမှုဒီမီဒီယာအကောင့်မှာပေါ့နော်အီရန်ရဲ့မျိုးတော်တီဟီရန်ကလူတွေအားလုံးမျိုးကိုစွန့်ခွာရမယ်ဆိုတဲ့ post တစ်ခုကိုလည်းတင်ခဲ့ပါတယ်။အဲ့ဒီ နောက်သတင်းစာရှင်းလင်းပွဲမှာတော့အီရန်ဟာမကြခင်မှာပဲတန်တမန်ရေးရာအရာဆစ်ရက်ဆဲဖို့လက်မှတ်ထိုးမှာပါလို့လည်းပြောကြားခဲ့ပါတယ် G7 အစည်းအဝေးမှာတော့အမေရိကန်ကဗြိတိန်နဲ့ဒီကုန်သွယ်ရေးသဘောတူစာချုပ်လိုမျိုးအရေးကြီးတဲ့သဘောတူညီချက်တွေကိုလည်းတီးခြားလက်မှတ်ရေးထိုးခဲ့ပါတယ်။အမေရိကန်ကိုပြန်ရောက်တာနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပခဲ့ပါတယ်။အစည်းအဝေးအပြီးမှာတော့တာဝန်ရှိသူတွေကအစ္စရေးစစ်ပွဲမှာအမေရိကန်ကပါဝင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။